အချိန်ကြာကြီးစောင်းမြောင်နေခဲ့ရတဲ့ခင်မွန်နဲ့ပြန်လည်လွတ်မြောက်လာကြောင်းပိတ်တက်ကိုအတီးပေးခဲ့တဲ့ခိုင်တင်ကြီးမင်္ဂလာပါပိတ်တက်ကြီးရေကိုရှိရတဲ့မိသားစုဝင်တယောက်အထူးတပြည့်ကိုရဲ့အိမ်တောင်ဦးစီးတယောက်အိမ်မှာမရှိတော့တဲ့အချိန်ဘယ်တော့ပြန်လာမလဲဆိုတာရေရရမသိရတဲ့အစောင့်မြောင်နေရသူရဲ့ဒုက္ခကတော့ကာကရှင်ကိုတိုင်မှပဲနားလည်နိုင်မဲ့ခံစားချက်မျိုးပါဒီကနေ့မှတော့ဒီလိုကြီးမားတဲ့စိတ်ဒဏ်ရာတွေလောကဓာတ်တွေကြားထဲကနေတာမီနှစ်ယောက်တည်းကြက်ကြက်ခံရတည်ခဲ့ပြီးအခုချိန်မှတော့ မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ပြီဖြစ်တဲ့မင်းမီရှော်လေးခိုင်တင်းကြီးတို့မိသားစုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဗိတ်သက်တွေရဲ့အရှိတော်မခန့်လေးလို့ခေါ်ကြတဲ့ခိုင်တင်းကြီးကိုအလုံးကပွေလေးရိုးသားပြီးတော့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သူတရားအဖြစ်နဲ့မြင်ကြမှာပါ။အနုပညာလောကမှာလည်းအောင်မြင်မှုရရှိထားတယ်လို့စီးပွားရေးလုပ်ငန်းရှင်ခင်မုန်းတဲ့ကိုခန့်နာချစ်စရာသမီးလေးစံထိတ်ထားဦးတို့နဲ့အတူပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူလေးပါ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီးတော့ မခိုင်လေးရဲ့ဘဝဟာအဆင်မပြေမှုတစ်ခုဝင်ရောက်ခဲ့ပါလေအကြောင်းမျိုးမျိုးကြောင့်ခင်မုန်းတဲ့ကိုခန့်နိုင်တယောက်အချင်းကျခံလာရပြီးအချိန်မှပါဒီကာလမှာမခိုင်လေးတို့ဒါမီနှစ်ယောက်ဘလောက်ထိစိတ်ဆင်းရဲခဲ့ရမယ်ဆိုတာကိုချင်းစာကြည့်ရင်သိနိုင်ပါတယ်ဒါပေမဲ့လူသိရှင်ကြားနှစ်ပြည့်ရှင်တယောက်ဖြစ်တဲ့အတွက်မျက်နာမှာအပြုံးမပြည့်အောင်နေခဲ့ရပါတယ်သမီးလေးစိတ်မငယ်အောင်ဖခင်နေရာမှာရောမိခင်နေရာမှာပါတောင်းဝန်ယူခဲ့ရတဲ့ခင်မုန်းတဲ့မရှိပေမဲ့ဘဝကိုရှေ့ဆေးရမယ်စီးပွားချရမယ် သမီးလေးရဲ့ရှည်ရည်ရှိသေးတဲ့ဆိုတဲ့အသိစိတ်လေးနဲ့မခိုင်လေးတို့တားမိဟာအံကိုခဲပြီးတော့ပြုံးပြစူးစားခဲ့ကြတာပါခိုင်တင်းကြီးဟာနှစ်ပေါင်းများစွာသမီးလေးစံထိတ်ထားဦးနဲ့အတူတာဖာနှစ်ယောက်မိသားစုပြန်ဆုံကခင်မုန်းတဲ့လူမြောက်လာမယ့်နေ့ကိုစောင့်နေရတာပါအရင်တုန်းကလူငယ်ခွလေးရတိုင်းကိုခနိုင်ပါမလားလို့ဗိတ်တက်တွေကရောမိသားစုတယောက်မှစိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့905ကကြီးနဲ့ပတ်သက်ဆင်နွှဲမှုကို ြဲကြဲပြန့်ပြန့်လှုပ်ပေးပေမဲ့အမှုပိတ်တိမ်မဲ့ဆိုတဲ့တည်င်းကြောင်းကိုခတ်နိုင်လဲအစီအစဉ်ရင်းထဲမှာပါဝင်လာမှာဆိုပြီးစောင့်မျှော်ရင်းရောင်ကြည်တန်းလာကြတာဖြစ်ပါတယ်။အင်တာဦးစီးတယောက်အင်ပြန်ရောက်လာလို့နေတိုင်းဆူတောင်းနေရတဲ့မခိုင်လေးတို့တာမီရဲ့ဆန္ဒတွေဒီတစ်ခါမှတော့တကယ်ပဲပြေဝသွားခဲ့ပါပြီ။ခိုင်တင်းကြီးကနှစ်ပေါင်းများစွာတမီလေးဆန်ထိတ်ထားဦးနဲ့အတူတာမီနှစ်ယောက်မိသားစုပြန်လဲကခင်မွန်းနဲ့လွမြောက်လာမဲ့နေလေးကိုစောင့်မျှော်နေကြတာပါ။အရင်တုန်းကလွန်ရင်းခွက်လေးကို ပိုခနိုင်ပါမလားခဲလို့ဗိတ်သက်တွေရောမိသားစုတွေပါစိတ်မကောင်းဖြစ်ခဲ့ရဘူးပါတယ်အခုတော့ဝါနေစီယာနေရည်တွေကုံဆုံးသွားခဲ့ပါပြီအကြသိမိက905ကကြီးနဲ့ပတ်သက်မှုတွေကိုပိတ်သိမ်းပေးတာတွေပြစ်ဒဏ်လူငင်ခွင့်တွေပေးတာတွေရှိလာခဲ့တဲ့အထဲမှာခိုင်တင်းကြည်ရဲ့ခင်မုန်းတဲ့ကိုခနိုင်လည်းပါဝင်လာခဲ့ပါပြီအင်းတုံးကလူငင်ခွင့်တွေပေးတိုင်းပါမလားဘူးလားဆိုပြီးတော့မျော်လင့်ရှစ်တွေပြတ်တုံးခဲ့ရပေမဲ့ဒီတစ်ခါမှတော့တကယ်ကိုမှဆူတောင်းပြေခဲ့ပါပြီမျော်လင့်နေရတဲ့နေရည်လေးရောက်လာပါပြီစ ူတောင်းပြစ်ခဲ့ပြီဆိုတဲ့မှတ်ခိုင်လေးကဗိတ်ကျတွေကိုဝမ်းတာအားရအတိပေးလာခဲ့တာပါမိသားစုတုံးရောက်ပြလဲစုံစည်းခွင့်ရတဲ့မြင်ကွင်းလေးကိုမျိုးလုံးထဲမှာမြင်အောင်ကြည့်ရင်ဗိတ်ကျတွေရောအနုပညာရှင်အတိုင်းဝိုင်းကပါမိတ်ဆွေတွေပါထတ်တူဝမ်းတာပီတီဖြစ်နေရပါတယ်သူဖြစ်တော့ဖခင်နဲ့ခွဲခါရတဲ့သမီးလေးစံထိတ်ထားဦးအတွက်တော့ဒါဟာဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုပါပဲဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပိတ်တာကြီးရဲ့ခေခဲတွေကြားတဲ့ကနေမိသားစုတွေကိုထိမ့်သိမ့်ခဲ့တဲ့ မခန့်လေးရဲ့စိတ်ဓာတ်ခိုင်မာမှုတွေကိုလေ့စာမိကြလားပြန်လည်ဆုံစည်းထားတဲ့သူတို့မိသားစုအလေးအတွက်ဝမ်းသာစကားလေးတွေကိုကောမမရေးပေးခဲ့ကြပါအောင်နော်တချို့ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါရှင့်